အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့တူတူကရဲ့အိမ်မြောင်အမီးနှခွဆိုတဲ့ဇလံကောင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်နာမည်ကစွန်ရနိုင်ကျွန်တော်မွေးစာတိကရှမ်းပြည်နယ်မှာကျွန်တော်ရဲ့မိဘတွေကတောင်သူတွေပါကျွန်တော်လူမန်းတိတက်ကစားအရွယ်မှာတော့ကျွန်တော်အဖေဟာတွောလေသွားရင်နဲ့တွောဝက်နဲ့တွေ့ပြီးတွောဝက်ပဲလို့ဥရိပိုက်ထဲထွက်ကြလာတယ်စီယုံကိုထမ်းပြီးပို့ရင်နဲ့လမ်းတဝက်မှာပဲတည်ဆုံးခဲ့ရပါတော့တယ်ကျွန်တော်နဲ့အမေဟာဖြစ်တယ်လို့လောက်ကန်စားတောက်ကြရပြီးတော့ အမေခင်မမတော့စားဝတ်နေရေးအတွက်နေ့စဉ်လှူရှားရုံးကန်နေင်းနဲ့လူမမေကျွန်တော်ကကလန့်ကလန့်ပါနေတော့အမေအလုကမတွင်ချင်ဘူး။ဒါကြောင့်အမေကကျွန်တော်ကိုပညာလေးရစေအမေလည်းတဝန်တစ်ခါရှာဖွေစားတော့ဖို့လွယ်ကူစေဖို့အတွက်ဒီလိုစီစဉ်ရခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ဟာဘုန်းကြီးကျောင်းသားဘုရားကိုရောက်သွားတယ်။ဘုန်းကြီးကျောင်းပညာရေးကိုသင်ရတယ်။ကျွန်တော်တို့ခေတ်ကမြန်မာပြည်ကိုကိုလိုနီနဲ့ချက်အုပ်စုနေတဲ့ခင်မို့ပညာရေးဟာလည်း အလိုမဲအောက်တန်းနောက်တန်းကြလာပါတယ်ကျွန်တော်ဖုံးတော်ကြီးကျောင်းမှာပညာသင်နေစင်ပါပဲကျွန်တော်အမေဟာနာမကျန်းဖြစ်လာပါတော့တယ်အမေယောဂါကဒီပူရန်နေ့တိုင်းသွားပြီးဈေးဟောင်းရလို့ပန်းများဖျားတယ်လို့ဆရာတော်ကမိတ်ကြားတယ်ခုနှစ်ရက်လောက်ကြာတော့ကျွန်တော်အမေဆုံးသွားပါတော့တယ်ကျွန်တော်ငိုလို့မဝအောင်အဖေနဲ့အမေဟာကျွန်တော်ကိုစွန့်ခွာလို့သွားကြပါပြီကျွန်တော်အဖေနဲ့အမေဟာရှမ်းပြည်နယ်ကမဟုတ်ကြပါဘူးမြေပြင့်ကပါအဖေနဲ့အမေချစ်ကြကြတော့ အမေဘက်ကသဘောမတူဘူးလေအမျိုးမျိုးခွဲလို့အဖေကအမေကိုခိုးပြပြီးတော့ရှမ်းပြည်နယ်ဘက်ကိုရောက်လာတာပါအမေဟာငယ်စဉ်ကချေမွေးမင်းမလောင်လက်မွေးမင်းမလောင်နဲ့နေခဲ့ရတာကြောင့်အခုလိုအလုပ်ကျန်းနေလို့ရတဲ့အတွက်ပြင်းမင်းပြီးတည်ရတာလို့ကျွန်တော်ထင်တယ်အမေရဲ့ဆွေမျိုးသားချင်းအကြောင်းနဲ့အဖေရဲ့အကြောင်းကိုအမေဟာတခါမှကျွန်တော်ကိုပြောမပြပါဘူးအခုအမေဆုံးတော့ကျွန်တော်ဟာတကောင်ကျွတ်ကျွန်တော်ရဲ့အားထားရဟာဆရာတော်ဖျားတာဖြစ်ပါတယ် ဆရာတော်ရဲ့ဝစ်ကြီးခွင့်ငယ်အသေးသေးကိုမလစ်ဟင်းစီရအောင်နေ့စဉ်လုပ်ပေးပါတယ်။ကျောင်းရဲ့ဝေယဝိဆာတွေကိုလည်းတခုမှကြံအောင်လုပ်ပေးခဲ့တယ်။ဒါကြောင့်လားမသိပါဘူး။တကြောင်လုံးရှိတဲ့တန်ကားတော်များနဲ့ဆရာတော်ကပါကျွန်ုပ်ကိုချစ်ကြတယ်လေ။အင်ဂျင်ရဲ့ပစိုးတွေကိုဆရာတော်ကဆင်ပေးတယ်လို့မုတ်ဖိုးကိုတန်ကားတော်များကပေးတယ်။ဘာမှလူလေးသိမရှိအောင်ဆရာတော်ကအမြဲကြီးစိုက်ပါတယ်။အဲ့အားကြောင့်လားမသိဘူး။ကျွန်ုပ်ကိုတခြားဖုန်ကြီးကျောင်းသားတွေကဆရာတော်သားလို့ နောက်ပြောင်ခေါ်ကြတယ်လေကျွန်တော်မနာပါဘူးအမှန်စင်စစ်လဲလောကကြီးမှာတကောင်ကျက်ကျွန်တော်အဖူကတော့ဆရာတော်သားကျွန်တော်အဖေဆရာတော်သားကျွန်တော်အမေဖြစ်လို့နေရတယ်ဒီလိုနဲ့ကျွန်တော်ဘုန်းကြီးเจ้าမှာကြီးမင်းခဲ့တယ်ဘုန်းကြီးเจ้าကသင်ပေးတဲ့ပညာကိုသာတက်ခဲ့တယ်ပစ္စည်းဥစ္စာဆိုတာကျွန်တော်မှာဘာမှမရှိပါဘူးကျွန်တော်ဟာလူပြိုကာလသားဘဝမှာမိန်းကလေးမြင်ရှက်တက်လာတယ်အပြိုချိုးချိုးလေးမြင်တော့ကြိုက်တယ်ဘူပန်းချင်တဲ့စိတ်တွေကနိုးကြလာတယ် တနေ့မှတော့စွန့်ခံလာရင်နဲ့စောနန်းနယ်ကလေးကိုဖြုံးကနေတွေ့လိုက်တော့ကျွန်တော်ယူနေတင်းကနေခုံသွားတော့တယ်။စောနန်းနယ်ကလေးကချစ်စရာသူ့မြေတောင်ကိုကြီးနဲ့လက်ကြည့်လိုက်တော့ကျွန်တော်တကူလုံးဟာတုံသွားတယ်။ရှာမရှာတဲ့အလားပါလား။ကျွန်တော်ဟာတငယ်ချင်းတစုနဲ့ပဲညတိုင်းရှောက်ပြန်တန်းပြီးပြီးတချင်းစုခဲ့တယ်။ဒီနေ့စွန့်ခံရင်နဲ့ဥပစင်းအလက်မှာစောနန်းနယ်ကလေးကိုစားပြီးတော့သူ့လက်ခံနေလေ။ဒီလိုနဲ့ပဲကျွန်တော်နဲ့စောနန်းနယ်ဟာတမွေးကြီးစားပွားကိုရောက်ခဲ့ကြတယ်။ ။တနေ့ညနေမှာတော့စောနန်းနယ်နဲ့ကျွန်တော်ချိန်တွေ့နေတော့သူ့ဖေကြီးတွေ့သွားလို့စောနန်းနယ်လေးကိုရိုက်တော့တယ်။ကျွန်တော်ကလည်းဂလီကချီကောင်းဖုန်ကြီးကျောင်းမှာကတ်စားနေတဲ့သူကအမဲရွနဲ့ဟီအိုမအာမနာလို့ပြောလိုက်တာများကျွန်တော်မျက်နှာဖေးသွားထားရမှမသိအောင်ပါပဲ။စောနန်းနယ်တို့ဟာသူတို့ရွာမှာအချမ်းသာဆုံးပြီးတော့စောနန်းနယ်ဟာသူကြီးသမီးကုန်းတော်ကိုင်းအလပကီလေးဖုန်ကြီးကျောင်းသားနဲ့သူ့သမီးကြက်နေတယ်ဆိုတော့ဆက်ဆက်ခါနားတော့တာပေါ့ စွန်းရွံ့အဖေကြီးဟာကျွန်တော်တို့အကြောင်းကိုရောက်လာပြီးတော့ဆရာတော်ကိုလာတိုင်မာတော့တယ်။ဆရာတော်ဟာဘာတခုမှပြန်လဲမိတ်ချခြင်းမရှိဘဲနဲ့ခေါင်းတဆက်ဆက်ညိနေတယ်။ဆရာတော်မျက်နှာဟာညူမဲနေတယ်။သူ့သားဖြစ်တဲ့ကျွန်တော်အတွက်စိတ်မကောင်းခံရှိနေတယ်။အဲနီကစပြီးတော့ကျွန်တော်ဟာစွန့်ခံမလိုက်ရတာပါဘူး။နောက်နေ့ခင်ကြတဲ့အခါမှာတော့ဆရာတော်ရဲ့ညီဖြစ်သူဥပညာဟာကျောင်းကိုရောက်လာတယ်။ဥပညာဟာ တိုင်းရင်းဆဲစီရာတူဦးဖြစ်ပြီးတော့ဂမ်ဘီယာပညာရဆိုင်ရာတွေမှာလည်းအလွန်ကျန်းကျင်တယ်လို့ဆရာတော်ကအမိန့်ရှိပါတယ်။ဆရာကြီးဥပညာကိုကျွန်တော်ဝတ်ကြည်မှုနဲ့မလိခင်ရအောင်ပြုစုရယ်။ဥပညာဟာကျွန်တော်ဘဝအကြောင်းပြီးတော့စောနန်းနဲ့ကျွန်တော်တို့အဖြစ်ကိုသိသွားပြီးတော့တနာဟန်တူပါတယ်။ကျွန်တော်ကိုခေါ်ပြီးတော့ဒီပတ်ဝန်းကျင်ကရွာတွေမှာအိမ်မြောင်အမင်းနှစ်ခွရှာခိုင်းနေ။အိမ်မြောင်အမင်းနှစ်ခွဆိုတာသူ့လူလူတိတ်ထိတ်ရှိတဲ့တတဝါပါ။အိမ်မြောင်အမင်းနှစ်ခွရှိတဲ့အရာ လက်ရှင်ပြီးတော့စီးပွားတက်တယ်။ဂမ်ဘီယာပညာလိုက်စားသူတွေဟာဒီအိမ်မြောင်အမင်းနှခွက်ကိုတိတ်လို့ချင်ကြတယ်လေ။အိမ်မြောင်အမင်းနှခွက်ရလို့စေးစီရင်ပြီးဆောင်းထားရင်တော့လက်ရှင်နေ။စီးပွားဥစ္စာတူတယ်။ဈေးရောင်းကောင်းတယ်။အဲ့ဓာတွေကတော့ဆရာကြီးဥပညာမိတ်ကြားလို့သိရချင်းပါပဲ။ကျွန်တော်မနေ့မှဆွန်းကပ်ပြရနဲ့ကျွန်တော်ထမင်းစားပြီးတော့ရွာတရွာကိုသွားတအိမ်နဲ့တအိမ်စင်အိမ်မြောင်အမင်းနှခွက်ကိုရှာပါတော့တယ်။ဘလို့မှမတွေ့ဘူးဗျ။အိမ်မြောင်အမင်းနှခွက်ကရှာမှရှာပါလား။ ဒီလိုနဲ့တရားဝင်တရားထွက်အိမ်မြောင်အမိနှခွကိုရှာလိုက်တာဘယ်မှမတွေ့ဘူးကျွန်တော်လဲမောမောရှိရနဲ့ရွာထိပ်ကဇီးရပြက်ကြီးထဲမှာခဏနာရင်မင်းနေမိတယ်ဘယ်ချိန်အိပ်ပျော်သွားမှမသိဘူးအိယာကနိုးလို့လမ်းကြည့်လိုက်တော့ဟာအိမ်မြောင်အမိနှခွတကောင်ကိုဇီးရတိုင်မှာတွေ့ရတယ်ကျွန်တော်ရဲ့စိတ်ထဲမှာအိမ်မက်မက်နေသလားစိတ်ဆွေးလန်းလို့မြင်ရတာလားဆိုပြီးတော့ကိုမင်းစိတ်ကိုပြန်ပွတ်ကြည့်မိပါတယ်အိမ်မြောင်အမိနှခွမှာအိမ်မြောင်အမိနှခွပြဒါနဲ့ကြပြကြရထပြီးတော့ ပစိုးအပူတထင်နဲ့လမ်းဥတော့ငနေသားကတိုင်ပေါ်ကိုတက်ပြီးတယ်တိုင်ပေါ်ရောက်သွားရင်တော့အဖမ်းရခဲ့မယ်ခက်ခဲခဲခဲရှားမယ်ဆိုပြီးကျွန်တော်ဟာပစိုးနဲ့လမ်းရိုက်လိုက်မိတယ်အိမ်မြောင်အမီးတစ်ခွားဟာပက်လက်လန်ကြပြီးတော့မလုတော့ဘူးပန်တကူဘွားရောက်သွားပြီထင်ပါရဲ့ဗျာကျွန်တော်လဲအဲ့ဒီရှားမှရှားအိမ်မြောင်အမီးတစ်ခွားကိုတရင်စာဆက်ကူနဲ့တိတိချာချာထုတ်ပြီးတော့ကျောင်းကိုပြန်လာခဲ့လိုက်တယ်ဆရာကြီးကိုပြီးတော့ဆရာကြီးကတိတိချာချာစစ်စီပြီးတော့နေပူလန်းခိုင်းပါတယ် အိမ်မြောင်အမင်းနှခွချောက်သွားတော့အမုတ်ထောင်ရတယ်။အဲ့ဒီအိမ်မြောင်အမင်းနှခွအမုတ်ကိုဟင်းနာပြားရနဲ့ရောဆက်ထားတဲ့စီးခွက်မှာထည့်ပြီးတော့ရောဆက်ပါတယ်။အဲ့နောက်ဆရာကြီးဥပညာဟာနက်ခါကောင်းကိုရွေးပြီးတော့ခပနက်ခကြုံနေနေအကောင်းဆုံးအချိန်မှာကျွန်ုပ်ကိုတယောက်တည်းခေါ်ပြီးတော့ဖခင်ကင်းနဲ့မှလက်ဝါးပြင်တစ်ဖက်ကိုအိမ်မြောင်အမင်းနှခွပါတဲ့ဆင်းနဲ့ဆီးထိုးပါတယ်။လက်ရလက်ဖွားမှာတော့အိမ်မြောင်အမင်းနှခွတက်ဟန်ထိုးထားပြီးတော့ အဲ့ဒီအိမ်မြောက်အမင်းတစ်ခွက်ပုံဝင်ကျင်မှာတော့ကားထိုင်ရင်ထိုးထားပါတယ်။နောက်လက်ဝဲပဲလက်ဖွားမှလည်းအိမ်မြောက်အမင်းတစ်ခွက်ဆင်ဟန်ထိုးနှံပေးထားတယ်။အဲ့နောက်ကားထားကိုရင်ပြီးတော့ထိုးနှံပြန်ပါတယ်။အဲ့လိုဈေးထိုးပြီးတဲ့နောက်ကျွန်ုပ်ကိုဖျားဝတ်ပြုခိုင်းမြင်ပါတယ်။ငါးပါးတီလာယူပြီးတော့ကျွန်ုပ်ကိုစုခိုင်းပြန်တယ်။ဖျားတပိတော်ဟာအေးအိမ်မြောက်အမင်းတစ်ခွက်ဆေးတော်ကြီးကိုထိုးပြီးတဲ့နောက်ဖျားတရားတန်ကမိဘစီယာများနဲ့ဂျေဆုရှင်များကိုမြင်သည့်အခါမှာကာယကံမှု ဝစီကံမှု မနောကံမှုတို့နဲ့မပြစ်မှာပါအီမန်သောတစ္ဆာစကားကြောင့်အခုထိုးနှံချတဲ့ဆေးတော်ကြီးဟာတိတ်ထိအစွမ်းတို့နဲ့ပြည့်စုံပြီးတော့ကျန်သမျှဆန္ဒအပေါင်းတို့ပြည့်စုံပါစေတည်းအကယ်၍အနန္တောအနန္တ၅ပါးနဲ့တကွကျေးဇူးရှင်ခင်မွန်းကြီးများကို ပြည့်မကျွလုံမိပါကဘေးဆုအမျိုးမျိုးကျမဆုအထူတွင်တန်ဆုအဖုံမုံတို့နဲ့တွေ့ကြုံခန်းစားရပါစေတည်းလို့၃ချိန်တစ္ဆာဆုရပါတယ်။နောက် လက်ဝါးနှစ်ဖက်ကိုပူပြီးနိုးဖို့ကာထာကိုလည်းသင်ပေးတယ်။အဲ့လိုအိမ်မြအမင်းတစ်ခွဆီတော်ကြီးကိုထိုးပေးထားခြင်းဟာကျွန်ုပ်ဘဝကိုတနာလိုပါပဲ။ဈေးအစွန်းကတော်တာစရာမရှိတဲ့တစ်ပင်များပေါ်မှာတက်နိုင်စင်နိုင်တယ်။ပိတ်နေတဲ့တကားကိုကျွန်ုပ်လည်းနဲ့ဖွင့်လိုက်ရင်သူ့လူလူပွင့်သွားတယ်။တုတ်ကထားတဲ့တိတာတွေကိုကျွန်တော်လည်းနဲ့ပို့လိုက်ရင်သူ့ဟာအံ့ဖွယ်ပွင့်သွားတယ်လေ။အဲ့လိုအစွန်းတွေကိုကျွန်တော်အိမ်မြအမင်းတစ်ခွဈေးထိုးပြီးမှတီးရတာပါ။ ကျွန်တော်ကိုဒီအကြောင်းนี่ဘယ်သူမှမသိဘူးဆရာကြီးကမိတ်ကြတယ်ကျွန်တော်လည်းလက်ဝါးကစီးထိုးထားတဲ့ဒဏ်ရာတက်တာပျောက်ကင်းစမှာတော့တကူရဲတော်တဲ့ကိုသွားတော့တယ်ပင်စီမှာအကိုင်းကဲမရှိတဲ့တစ်ပင်ကြီးရဲ့ပင်စင်ချီကြီးမှာကပ်ပြီးတော့ကျွန်တော်လက်ဝါးနှစ်ဖက်မှာထိုးထားတဲ့အိမ်မြအမီးနှခွစီကိုဂါထာရွတ်ပြီးတော့တစ်ပင်ကြီးကိုပုကာနိုးလိုက်ပါတယ်ကျွန်တော်ကဟာပို့ပါသွားပြီးတော့တစ်ပင်ကြီးကိုကျွန်တော်လည်းနဲ့ထိလိုက်တာနဲ့ကျွန်တော်ရဲ့လက်ဖွားနှစ်ဖက်ဟာတစ်ပင်မှာကပ်နေပြီးတော့ အိမ်မြောင်တကောင်လိုတစ်ပင်ဘောကိုတက်သွားတာအံ့ဖွယ်တွေ့ရပါတယ်။အပေါ်ရောက်တော့တစ်ပင်ကွာမှာကျွန်တော်ထိုင်ပြီးတော့ကျေးဇူးရှင်ဆရာကြီးများကိုကျွန်တော်ကထွက်လိုက်တယ်။အောက်လောက်နားပြီးမှကျွန်တော်ဟာတစ်ပင်ဘောကအိမ်မြောင်တကောင်လိုဆောက်ထိုးပြီးပြန်ဆင်းလာတယ်။နောက်တစ်ပတ်ခန့်အကြာမှာတော့သောနနဲ့စီကနေစာရပါတယ်။သူ့ကိုအမြင်လာခုဖို့သူမိဘများကမြို့ကတထေးတယောက်နဲ့ပေးစားဖို့စီစီနေကြောင်းပါတော့ကျွန်တော်ဟာခေါင်းမိတောက်သွားတယ်လို့ပူထူသွားပါတော့တယ်။ဥပစင်းတွေစီက ဝှစ်ချငွေအနေငယ်ချေယူပြီးတော့စောနှံ့တွေကိုခုပြီးမန္တလေးကိုကျွန်တော်တို့ဆင်းလာပါတယ်။မန္တလေးကနေတဆင့်ပြည်ဦးလင်မြို့စုမှာဟင်းသီးဟရဲ့စိုက်ပျိုးစားတော့ကြတယ်။တကယ်တကယ်မှာတော့ဟင်းသီးဟရဲ့စိုက်ပျိုးရောင်းချတာဟန်ပြတ်တာဖြစ်ပါတယ်။တကယ်တော့ကျွန်တော်ရဲ့အလုပ်ကတခုပါ။ကျွန်တော်ဟာနေ့စဉ်ခိုးတဲ့တခုတော့မဟုတ်ပါဘူး။ဒလဝတစ်ကြိမ်နလတစ်ကြိမ်သာခိုးလိရှိရလေ။ကျွန်တော်ခိုးရမယ့်တတိယတိုက်နိုင်ရင်ကိုကျွန်တော်အိမ်မြောင်းတကောင်လို့တွေ့ကက်တက်ပြီးတော့ မန္တကားကိုကျွန်တော်လည်းနဲ့ပုတ်လိုက်တယ်ဆိုရင်ပဲတကားဟာသူ့လူလူပွင့်သွားပြီးတော့အိမ်ထဲကိုကျွန်တော်ရောက်သွားပါတယ်ကျွန်တော်ဟာအဲ့လိုမလွဲတာမရှောင်တာလို့ခိုးရပါမယ်စီးကဲမဲ့တဲ့တခိုးတော့မဟုတ်ပါဘူးအိမ်သုံးအဖိုးတံပစ္စည်းတွေကြောက်တံပဒများရွှေနဲ့လက်ဝတ်လက်စားများကိုကျွန်တော်လက်ဖျားနဲ့တောင်မတို့ပါဘူးကျွန်တော်ယူလာကငွေသားများပဲဖြစ်တယ်အဲ့ငွေသားစက်ကူတွေကိုလည်းကျွန်တော်ဘယ်တော့မှတထောင်ထက်မပူဘူးအများဆုံးကျွန်တော်ယူရင်တထောင်ပါပဲ အဲ့လိုယူပြီးတဲ့နောက်မှာတော့သူ့ကိုအသေးချပြန်ခတ်တယ်။မန်နကားပိတ်ပြီးတော့တိုက်ပေါ်ကနေအုံနိုင်ရင်ကိုတွဲကပ်ပြီးတော့အိမ်မြောင်တစ်ခေါင်လိုပြန်ဆင်းလာပါတော့တယ်။အိမ်တအိမ်ကိုကျွန်တော်ဟာတခါတာခိုးလေရှိပါတယ်။ပစ္စည်းဥစ္စာယတနာတွေကိုကျွန်တော်မြူချင်းကတော့ထုခွဲရောင်းချရင်တော့တဲလုံစားပေါ်မှာစူးတာချက်မှာပဲ။ငွေသားများကို တထောင်ထက်မယူတာကတော့အရှင်အကျိုးမဲ့မှာဆိုလို့ တထောင်သာကျွန်တော်တို့မိသားစု စားဖို့ယူချင်းမှာပဲ။ဒီလိုနဲ့ကျွန်တော်ဟာစောနှံ့နေတဲ့ တနေ့ကြော်ကြပေါင်းသိမ့်ခဲ့ပြောလိုက်တဲ့ဖြစ်ချင်းများတနေ့ကျွန်တော်နဲ့ဇနီးတဲ့ဆိုးနန်းတို့အဖို့ကံကြမ္မာစုကဝင်လာဖို့ကြုံလာပါတော့တယ်ကျွန်တော်ဟာလှဆင်လို့လို့ငွေတွေကိုယူလာပြီးတော့သူ့လက်ကိုအပ်တယ်ဟိုတငယ်ချင်းစီကချင်းလာတာမိတ်ဆွေတူဦးကပဲပြေးလိုက်တာအဲ့လိုစုံနေအောင်လေးပြီးတော့ကျွန်တော်ဆိုးနန်းတွေကိုပေးခဲ့တယ်တနေ့အိယာထဲမှာအကူဒီနေ့ယူလာတဲ့ငွေတွေကဘယ်ရရက်တလဲအဲ့လိုဆိုးနန်းတွေကမေးလာပါတော့တယ် အကုမိတ်ဆွေတူးစီကလေအကုမိတ်ဆွေတွေကလက်စင်ဘလူနီးနဲ့မှမပေးနိုင်ဘူးညီမကိုမမှန်ပြောစမှအကူရဲ့အဲ့လိုစွန်းနှံတွေကပြောလာတော့ကျွန်တော်အဖေရခက်လာတယ်ဘလူဖေးရမှမသိလို့တိတ်တိတ်လေးပဲနေလိုက်ပါတယ်ကျွန်တော်ကဘာမှပြန်မပြောလေစွန်းနှံတွေကသိချင်နေပါပဲငွေကိစ္စဝင်မရမကတတွတ်တူမင်းနေပါတော့တယ်နောက်ဆုံးစွန်းနှံတွေကိုမမေးဖို့ကျွန်တော်အမျိုးမျိုးတောင်းမှန်ပါတယ်လူရဲ့တဘောဟာမပြောလေသိချင်နေပါပဲ နောက်ဆုံးကျွန်တော်နဲ့ဇွန်နဲ့နယ်တို့အခြေတင်စကားများကြပါတော့တယ်။မယားကိစ္စလင်းသိရမယ်။လင်းကိစ္စမယားသိရမယ်ပေါ့လေ။ကျွန်တော်လည်းဘယ်လိုမှမပြောချင်တဲ့ငွေကိစ္စကိုခိုးယူလာကြအောင်။မကြေနပ်ရင်ကျွန်တော်ရွာကိုပြန်ပို့ပေးမယ်အကြောင်းကိုပြောလိုက်တော့ဇွန်နဲ့နယ်ဟာအတွက်ကိုအံ့ဩသွားပုံရတယ်။အကူရဲ့ဒီလုပ်ကိုနောက်မလုပ်ပါနဲ့နော်။ညီမတို့ရိုးရိုးတက်တက်ဟင်းသီးရွက်ပဲဆက်စားရအောင်။အဲ့လိုကျွန်တော်ကိုပြောလာပါတော့တယ်။ ကျွန်တော်ဟာဘာမှပြန်မပြောဘဲစစ်စစ်ပဲနေလိုက်ပါတယ်။သူကျွန်တော်ချစ်သူရှိမှတခိုးပါလို့ကိုကူကူဝန်ခံလိုက်ရတာအလိုမဲရှစ်စရာကောင်းလာပါတယ်။သူမျက်နှာကိုလည်းကျွန်တော်မကြည့်ချင်တော့ပါဘူး။ကျွန်တော်ကိုဆွမ်းနှံနယ်လေးကအမျိုးမျိုးချုံမှနေတိတ်ရှာပါတယ်။ဒါပေမဲ့ကျွန်တော်ဘဝကိုသူသိသွားပြီလေ။ကျွန်တော်အဲ့ညကတညလုံးအဲ့လိုမပြောတော့ပါဘူး။ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကိုအပြီးပိုင်ချလိုက်ပါတယ်။နောက်တနေ့မနေ့စောစောမှတော့ သူ့ကိုကျွန်တော်မန္တလေးကိုပြောင်းဖို့ပြောတော့သူအံ့အားသင့်သွားတယ်။ဒါပေမဲ့ဘာမှဇောရကမတည့်ပဲနဲ့ပစ္စည်းများကိုချက်ချင်းသိမ့်ပြီးတော့မန္တလေးကိုဆင်းမဲ့ကားနဲ့ကျွန်တော်တို့လူမယားနှစ်ယောက်လိုက်ပါလာတယ်။ဒေါ်လန်းတနီယာကိုရောက်တော့ကျွန်တော်ကကားကိုရက်ခန့်လိုက်တယ်။စိုးနှံတွေက ပြပြတလင်းနဲ့ဘယ်သွားမလို့လဲမေးပါတယ်။ဒီနန်းကရွာတရွာမှာတငယ်ချင်းတစ်ယောက်ကိုမာဂျီယာရှိတာမှာဘို့လို့နောက်ကားနဲ့လိုက်မဲ့အကြောင်းကိုသူ့ကိုခက်တတီပြန်ပြောလိုက်ပါတယ်။ ျွန်တော်တို့နေရာဟာတွန်းလန်းအတိုင်းကိုရှောက်လာကြတယ်။တွန်းတဲ့တနေရာကိုရောက်တော့နားကျစုစုပြီးပစ္စည်းတွေကိုချလိုက်တယ်။ဇွန်နှန်းတွေကလည်းသူ့ခေါင်းပေါ်ကပစ္စည်းတွေကိုချရင်နဲ့နားလိုက်တယ်။ကျွန်တော်ဟာလွဲအိတ်တွေမှာဝတ်ယူလာတဲ့ထမြောင်ကိုထုတ်ယူလိုက်တယ်။ထမြောင်ကိုမြင်တော့ဇွန်နှန်းတွေဟာအံ့အားသင့်ပြီးတော့အကိုဒါဘာလုပ်လို့လဲ။မင်းကိုတတ်မလို့လေ။အိုးအကိုကလည်းမတော်တာမလုပ်ပါနဲ့။ အခုကြောင့်ညီမတိသွားလို့အခုရှစ်သွားလားအခုဟာညီမကိုချစ်လို့လို့မချက်မချက်မတော့မတရှိအောင်ရှာကျွေးလာမလို့ကိုလူတောင်ချစ်ရပါသေးတယ်လို့ပြောရှာပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့အားနည်းချက်ကိုတည်ထားသူမို့ဒီနေ့သူဖွင့်ဟလိုက်ရင်ကျွန်တော်ထောင်ကြမှာတည်ကြပါတယ်မိမဆိုတာပြောလို့ရတာမဟုတ်ဘူးလို့တွေးမိပြီးတော့စွန်းနှံတွေကိုတက်ဖို့သာ စိတ်ကပိုင်းဖြတ်လိုက်ပါတယ်သူ့ကိုနှုတ်ပိတ်မှပဲကျွန်တော်ဘဝလုံးချုံမှာမဟုတ်လား ကျွန်တော်ဟာဘုံစွာကြီးသူ့ကိုပို့ယူလိုက်ပြီးတော့ရင်ဝတ်ကိုတမြောင်နဲ့တစ်ချက်တည်းထိုးလိုက်ပါတော့တယ်။အင်္ဂနဲ့တစ်ချက်သာသူ့နှုတ်ကမိပြီးတော့ကျွန်တော်ကိုစဉ်စဉ်ဆက်ကြည့်ကအသက်ထွက်သွားပါတော့တယ်။ကျွန်တော်ဟာပါလာတဲ့ပောက်ပြားနဲ့တွင်တူပြီးတော့စောနှံတွေကိုမြင့်မြုပ်ဖို့မမောနိုင်မပန်းနိုင်လုပ်နေပါတယ်။သူ့မျက်လုံးတွေကပွင့်နေတော့မှာပဲ။ကျွန်တော်ကိုစဉ်စဉ်ကြီးကြည့်နေလို့သူ့မျက်ခွန်တွေကိုဆွဲပိတ်လိုက်ပြီးတော့သူ့ကိုတအားဖိနှံလိုက်ပါတယ်။ပြီးတော့ကျွန်တော်ကိုခွန့်လို့ဖို့တောင်းပန်လိုက်တယ်။ ကျွန်တော်အချက်ကိုချစ်သူရဲ့အတင်းနဲ့လဲခဲ့ပါပြီ။ကျွန်တော်ဟာစွန်းနှန်းနဲ့ကိုတက်ပြီးတော့မန္တလေးမြို့ပြင်မှာအိမ်ငားနေတော့တယ်။ကျွန်တော်မှာပါလာတဲ့ငွေကြေးဟာလည်းတဖြည်းဖြည်းနဲ့ကုန်လာပါပြီ။ဒါကြောင့်ကျွန်တော်အလုပ်ကိုပြန်ဆောက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီနေ့မန္တလေးမြို့ထဲကိုသွားပြီးတော့ကျွန်တော်ခိုးမဲ့အိမ်ကိုအသေးချာလှိလာတယ်။အိမ်ညာတနားရီလောက်မှာတော့ကျွန်တော်ခိုးယူမဲ့တိုင်နှားကိုကတ်သွားပြီးတော့ကျွန်တော်လက်ဖွားနှစ်ဖက်ကိုပုတ်ကအနိုးကာထာနဲ့နိုးပြီးတော့ ိုက်နိုင်ရင်ကိုအိမ်မြောင်တကောင်လိုတက်ကတ်တက်သွားတယ်။ပိတ်ထားတဲ့ပရင်းပေါင်မန်တကားကိုကျွန်တော်ညာလက်နဲ့ပုတ်ပြီးဖွင့်နေ။မြန်မင်းတကားဟာပွင့်သွားပါပြီ။ကျွန်တော်အိမ်ထဲကိုကြည့်လိုက်တော့လာလာစွန်းနှံ့နေရကျွန်တော်ကိုတေခါနေကြည့်သွားတဲ့အကြည့်နဲ့မြန်ပရင်းဝါမှာကျွန်တော်ကိုစင်စင်ကြီးဆက်ကြည့်နေတယ်။ဟာကနေကျွန်တော်ဖြစ်သွားပြီးတော့တိုက်မြင့်ကြီးပေါ်ကနေပြုတ်ကျသွားပါတော့တယ်။အုံကနေမိတဲ့အကြောင်းအင်ရှင်တို့နူးလာပြီးတော့ ျွန်တော်ကိုဖန်ကပလိမ့်လဲအပ်ပါတယ်ကျွန်တော်ခါယူတွေကျိုးသွားတာကြောင့်စီးရုံမှာတက်ရောက်ကုတပြီးတော့ကျွန်တော်ထောင်ကျပါတော့တယ်ကျွန်တော်ထောင်ကျနေရစဉ်အတွင်းမှာတင်းမတက်တာတယ်ဆိုတာမရှိဘဲနဲ့ဇော်နန်းတို့ရဲ့စင်းစင်းကြီးကြည့်နေတဲ့မျက်နှာကြီးပေါ်လာပြီးတော့ကျွန်တော်ရဲ့ခါစစ်တွေကမချိမဆက်ကြိုက်ခဲမှုဝေဒနာကို အချိန်ရှိသမျှခံစားနေရပါတော့တယ်ဒါပါလဲဆိုတော့မပြစ်မှာတင့်တယ်လို့ခင်ပိုးကြီးဆယ်ပါးထဲမှာပါတဲ့ကျွန်တော်ဇနီးကိုတတ်မိခဲလို့ခံစားနေရတဲ့အပြစ်တယ်ပဲဖြစ်ပါတယ် ကျွန်တော်ကိုအိမ်မြောင်အမီးနှခွစီးထုတ်ပြီးတစ္ဆာဆိုးခဲ့ခြင်းကခင်ပွန်းကြီးဆယ်ပါးကိုကျွန်တော်မပြစ်မပါလို့တစ္ဆာဆိုးခဲ့ပါတယ်အခုတော့အဲ့ဒီတစ္ဆာကြီးပြစ်ပြသွားပါပြီကျွန်တော်လေဝါကအိမ်မြောင်အမီးနှခွစီးကလည်းမစွမ်းတော့ပါဘူးစိမ့်စင်းကြီးကြည်နေတဲ့စောနန်းနဲ့မျက်နှာသာပေါ်ပေါ်လာပြီးတော့ကျွန်တော်ခါယူတဲ့ကမချိမဆက်နာကျင်တဲ့ဝေဒနာသာ အချိန်ရှိသူတွေခံစားနေရပါတော့တယ်ခွင့်လို့ပါစောနန်းတို့ရဲ့လို့တူတူလေးပဲရည်ရွတ်လိုက်မိပါတယ် ဒီအကြောင်းအရာလေးကတော့စာရေးသူဟာရိတ်တာတစ်ခုမှတရားဝင်စင်မှာပဲကပ္ပယာကြီးဦးစိုးရင်နိုင်နဲ့လွန်ခဲ့တဲ့အနည်း20ကျော်ကတွေ့ကြုံရင်းနှီးခဲ့တယ်။ဦးစိုးရင်နိုင်ဟာအဲ့ရိတ်တာကြောင့်မှဝေယဝိဆာအာလုံးကိုတင်ကြုံလုကန်သူဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့ခါယူကနေမချိမဆက်နာကျင်နေကြောင်းကိုစာရေးသူကပြောပြဘူးတယ်။စာရေးသူကသူနဲ့ရင်းနှီးလို့တိုင်းရင်စီတန်ကြီးကြက်ထုပ်များကိုထိုးပေးခဲ့တယ်။ခဏတာတက်တာပြီးတော့ ဥဆိုးရနိုင်ရဲ့ဝေဒနာမှာအရင်တိုင်းပဲရှိနေတယ်။ဆာရည်သူကမရမကမေးလို့နာကြောင့်သူ့ဘဝဖြစ်ချောင်းကုန်စင်တွေကိုပြောပြတော့တယ်။မမာရင်သူ့ဝေဒနာဟာတာမန်ဝေဒနာမျိုးမဟုတ်ပါဘူး။မပြစ်မှတင့်တဲ့သူကိုပြစ်မှမီလို့ခံစားရတဲ့ဝေဒနာပဲဖြစ်ပါတယ်။အခုအခါမှာတော့ဥဆိုးရနိုင်ကမရှိတော့ပါဘူး။ဘဝတစ်ပါးကိုပြောင်းလဲသွားခဲ့ပါပြီ။ဥဆိုးရနိုင်လည်းကောင်းရာတုဂတိလာပါစေ။ဒေါ်စောနန်းနဲ့လည်းဒေါ်စောနန်းနဲ့လည်း ဥယျာဉ်နယ်ပေါ်မှာခွလွတ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ပရိသတ်များရှင်ကျမတို့ရဲ့ channel ကနေဒီလိုစိတ်ဝင်စားစရာဆက်လက်အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါရှင်။အကြောင်းအရာအသစ်သစ်တွေတင်တိုင်းအမြဲတမ်းရှိနိုင်ဖို့အတွက်ကိုလည်းဘေးနားက notification လေးကိုနှိပ်သွားပေးပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်